အားလုံးပဲမင်္ဂလာပါ2025ခုနှစ်မေလအတွင်းကချင်ပြည်နယ်တွင်ဖြစ်ပွားခဲ့တဲ့တည်င်းမြောက်ကိုလောင်ကြီးမှကျွန်မစတင်ကကျင်းချုပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်2025ခုနှစ်မေလအတွင်းကချင်ပြည်နယ်ပမောမူညင်ဖက္ကံမိတနာဝိုင်းမော်စတဲ့မြို့နယ်တို့တွင်စစ်ကောင်စီရဲ KIA ကချင်လွတ်လပ်ရေးတပ်မတော်တို့အကြားတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။ အမုံမျိုးတွင်စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်တို့မြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး KIA နှင့်ပူးပေါင်းတပ်ဘက်မှကာကင်းစခန်း၅ခုအထက်ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့စစ်ရဟတ်ရင်နှင်းကိုလည်းပြစ်ချနိုင်ခဲ့ပါတယ်။တစ်ဖက်မှာလည်းစစ်ကောင်စီဘက်မှဗမော်မျိုးကိုလေကြောင်းအထောက်အကူဖြင့်ဆက်လက်ကာကွယ်နေတယ်လို့အဆိုပါလေကြောင်းဘုံကျဲတိုက်ခိုက်မှုကြောင့်ဗမော်မျိုးအတွင် အရက်သားပြည်သူ15ဦးတိစုံခဲ့ပြီး30ဦးအထက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အလားတူဖက်ကမျိုးဘက်ကိုလည်းအင်အားတထောင်အထက်နဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီနဲ့ပြည်သူ့စစ်ပူပေါင်းတပ်နဲ့ KIA တို့ဆက်လက်တိုက်ပွဲပြင်းထန်နေပါဗျ။စစ်ကောင်စီဘက်မှလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်ပစ်ကူတာကြောင့်ကျေးရွာတချို့ထိခိုက်ပျက်စီးခဲ့ပါဗျ။အဆိုပါစစ်ကြောင်းကမေလ26ရက်နေ့တွင်ဖက်ကမျိုးအဝင်ဖြစ်တဲ့ရန်ချက်စကမ်းမှလုံခင်မော်စီစာအထိဝင်ရောက်လာခဲ့ပါတယ်။ အဆိုပါစစ်တောင်းဝင်ရောက်လာသည်ဖြင့်ဒေသခံတချို့ထွက်ပြေးသိမ်းရှောင်ခဲ့ရကစစ်ကောင်စီမှဒေသခံအယက်သား၅ဦးခန့်ပြစ်တက်ခံရပြီး၁၀ဦးအထက်ဖမ်းဆီးရိုက်နှက်ခံခဲ့ရပါတယ်။ရှလဘီမိဂျနာမျိုးအထက်မြေစုံဘက်စစ်ကောင်စီဘက်မှစစ်ကြောင်းထိုးနေပြီး KIA နဲ့ဆက်လက်တိုက်ပွဲပြင်းထန်နေပါတယ်။မိဂျနာမျိုးပြင်လဲလက်နက်ကြီးငယ်ပောက်ကွဲတပ်များဖြစ်ပေါ်ခဲ့ပါတယ်။ မြစ်နာမျိုးတွင်းနဲ့လေရင်ကွင်းများတွင်စစ်ကောင်စီမှလုံခြုံရေးတင်းကျပ်ပြီးစစ်ဆေးမှုများပြုလုပ်ခဲ့ပါတယ်။ထို့ပြင်ဗလမင်းတင်တသားအောက်တွင်စီးပွားလောပသားများတချို့မှရွှေတိုးဖုံမှုများပြုလုပ်နေကြပါတယ်။တစက်သေးဝိုင်းမုံမျိုးဘက်မှလည်းစစ်ကောင်စီနဲ့ KIA တို့ကြားတိုက်ပွဲပြင်းထန်နေသလိုစစ်ကောင်စီဘက်မှလက်နက်ကြီးအပြင်ဒရုန်းတိုက်လေယာဉ်များဖြင့်ပုံကျဲတိုက်ခိုက်မှုများရှိခဲ့ပါတယ်။ ကချင်ပြည်နယ်တွင်မိုးတဲထန်စွာရွာတုံးမှုကြောင့်ကြစ်ဖွေဝိုင်းမော်မိတနာစတဲ့မြို့နယ်နေရာတချို့မှာမိချောင်းများရေကြီးလာတဲ့ပြင်ပြည်သူများရေဘေးဒုက္ခကြုံတွေ့ခဲ့ရပါတယ်။ထို့ပြင်မွန်ရင်မြို့တွင် KIA နဲ့ SNA တို့ကြားမကြာခဏထိတွေ့တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ပြီး SNA ဘက်မှအယက်သားပြည်သူနှုတ်တိုက်မိခင်များပါမကျန်တပ်သားတိစုဆောင်မှုများပြုလုပ်ခဲ့ပါတယ်။ စစ်ကောင်စီက TNLA ထိန်းချုပ်ထားသည့်စစ်မျက်မြို့နယ်အနက်၁၀မြို့ကို ပြန်ပေးပြီးနတ်ဆန်နဲ့မန်ထုံမြို့နှစ်ခုတို့တွင်သာတက်ဆွဲရန်တောင်းဆိုခဲ့ပါတယ်။ကချင်လူလတ်ရေးအဖွဲ့ KIO နဲ့ပလောင်ပြည်နယ်လူမျိုးရေးတပ် PSLF တို့အကြားနေနမိတ်အငင်းပွားမှုဖြစ်ပွားခဲ့ရာ မေလ၄ရက်နေ့ကအကြိုတွေ့ဆုံမှုလှုပ်ဆောင်ပြီးကြောင်းတအောင်းအမျိုးသားလူမျိုးရေး TNLA မှတပင်းစာရှင်းလင်းပွဲမှာထုတ်ပြန်ခဲ့ပါတယ်။ ်မြို့သားညီညွတ်ရေးအစိုးရ NUG ကလင်းနှစ်ပြည့်လုပ်ငန်းဆောင်ရွက်ချက်အစီအစဉ်ခန်းဆောင်မှာပန္တာရံပုံငွေဤ94ရာခိုင်နှုန်းကိုစည်ရေးကဏ္ဍတွင်အသုံးပြုခဲ့ကြောင်းကောက်နှုတ်ချက်ကိုမေလ3ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။စစ်ကောင်စီဥက္ကဋ္ဌမင်းအွန်လိုင်းမှာမေ10ရက်နေ့ကကာဇက်စတန်နိုင်ငံတမဒမစ္စတာကာဆန်ဂျိုမတ်တိုကာယန်နဲ့နိုင်ငံပူပေါင်းဆောင်ရွက်မှုမြင့်တင်ရေးအတွက်ဇက်ကာတိုဟိုတယ်၌တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရပါတယ်။ စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲတွင်ဝင်ရောက်ရှင်ပြိုင်မဲ့ပါတီ86ပါတီထိရှိလာကြောင်းစစ်ကောင်စီတည်င်းစာတွေရဲ့စာမျက်နှာမှာဖော်ပြခဲ့ပါတယ်။ NUG NUCC နဲ့အတူအောင်ရွေးကောက်ပွဲစန့်ကျင်ရေးကော်မတီတို့ကလည်းစစ်ကောင်စီကကျင်းပမဲ့တရားမဝင်အတူအောင်ရွေးကောက်ပွဲကိုမပုံတင်ထားသည့်နိုင်ငံရေးပါတီများအနေဖြင့်တပိမောက်ရန်မေဆေရက်ကပူတွဲအကြံပြုချက်ကိုထုတ်ပြန်ခဲ့ပါတယ်။ မှတ်ချက်အနေနဲ့ယခုတင်ပြသွားတဲ့တည်င်းအချက်လက်များကမြေပြင်တည်င်းရင်းမြစ်များမီဒီယာအဖွဲ့များ၏အစီရင်ခံချက်များအပေါ်အခြေခံပြီးပြုစုထားတာဖြစ်ပါတယ်။တည်င်းနာဆင်သူလောင်ကြီးပြည်သက်များအလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။အားလုံးကျမ်းမာရှင်လန်းကြပါစေ။